မင်္ဂလာညချမ်းပါ2025ခုနှစ်မေလ23ရက်နေ့ရေဒီယိုအန်ယူဂျီရဲ့ညပိုင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်။ပထမအဆုံးတင်ပြပေးမယ့်သတင်းကတော့ဝန်ကြီးဌာနတွေတွင်ပေါင်းဆက်ညီနိုင်မှုအားကောင်းကောင်းနဲ့လှုံ့ဆော်မှုပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်းတဲ့သတင်းပဲဖြစ်ပါတယ်။ဝန်ကြီးဌာနတွေတွင်ပေါင်းဆက်ညီနိုင်မှုအားကောင်းကောင်းနဲ့လှုံ့ဆော်မှုပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တမ်းမှတိုက်တွန်းပြောကြားလိုက်ပါတယ်။ ယူသားညညွေအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးပေါ်ဆောင်မှုဗဟုကော်မတီအစီအဝေးအမှတ်စဉ်16မြင်းဆောင်2025မှာဝန်ကြီးချုပ်ကပြောကြားခဲ့တာပါ။ရပိုင်ခွင့်တစုံတရာမရှိဘဲစိန်ခေါ်မှုတွေအနေရတွေသာရှိနေတဲ့ယူသားညညွေအစိုးရမှဝင်ရောက်တာဝန်ထမ်းဆောင်လာကြတော့တာဝန်ရှိသူများကိုအထူးလေးစားသလိုအားလည်းတည်ရပါကြောင်းတော်ဝင်ကိုစီဖြင့်အတက်နိုင်ဆုံးစူးစမ်းဆောင်ရွက်နေကြသည့်ဝင်ကြီးများဒုတိယဝင်ကြီးများအတွင်းဝင်များနှင့် အုပ်ချုပ်ရေးရန်ရအစင်းစင်းကိုအထူးကျေးဇူးတင်ရှိပါကြောင်းချီနေနဲ့ပေးထားချက်တွေလိုအပ်ချက်တွေကတော့တော်လင်းကာလအတွင်းဖွဲ့စည်းလှုံ့ဆော်ကြရတာဖြစ်တဲ့အတွက်စွမ်းဆောင်မှုအကန့်အသတ်ရှိတဲ့ဆိုရင်တော့ဝန်ကြီးဌာနတွေအတွင်းပေါင်းဆက်ညီနိုင်မှုအားကောင်းကောင်းနဲ့လှုံ့ဆော်ဖို့ကတော့လုံနိုင်စွမ်းပေါင်ထဲမှာရှိတာဖြစ်တဲ့အတွက်ဒီတစ်ခုကိုတော့ရအောင်လှုပ်ကြရမှာဖြစ်ကြောင်းဝန်ကြီးချုပ်ကပြောပါတယ်။ ဒါအပြင်ရှေ့ဆက်ရမယ့်လုပ်ငန်းတွေအတွက်အကျိုးရှိရှိပြင်ဆင်ဆောင်ရွက်နိုင်အောင်တွဲဆုံမှုတွေကိုစနစ်တကျလှုံ့ဆော်စီခြင်းကြောင့်နဲ့မပြီးသေးတဲ့ရှေ့လုပ်ငန်းစဉ်တွေကိုလည်းမြန်မြန်သက်သက်ဆောင်ရွက်နိုင်ဖို့ကြိုးစားပေးကြစီလိုကြောင်းဦးကြီးချုပ်ကထပ်လောင်းပြောကြားခဲ့ပါတယ်ရှင်။ ရန်ကုန်ဖရယူနီဂျာကာလာစီမံမှုကြမ်းရေးဆွဲကော်မရှင်ဆိုင်ရာဥပဒေကိုရန်ကုန်လွှတ်တော်ကပြဋ္ဌာန်းတဲ့သတင်းကိုဆက်လက်တင်ပြပေးပါမယ်။ရန်ကုန်လွှတ်တော်အထမကျင်းမြောက်အစည်းအဝေးပထမနေ့ကိုမေလ23ရက်တောက်ကြနေမနက်9:00နာရီကအွန်လိုင်းဗီဒီယိုကွန်ဖရင့်စနစ်နဲ့ကျင်းပခဲ့ပါတယ်။အစည်းအဝေးတွင်ရန်ကုန်ဖရယူနီဂျာကာလာအစီမံမှုကြမ်းရေးဆွဲကော်မရှင်ဆိုင်ရာဥပဒေကြမ်းကိုရန်ကုန်လွှတ်တော်ဥပဒေကြမ်းကော်မတီကဖက်ကြားတင်သွင်းပြီးလွှတ်တော်ကကန့်ကွက်သူမရှိ ထောက်ခံအတည်ပြုပေးခဲ့ကြပါတယ်။ ရန်ကုန်ဖရယ်ယူနိတ်၏ကြာကာလအစီအမံမူကြမ်းရေးဆွဲကော်မရှင်ဆိုင်ရာဥပဒေတွင်အခန်း6ခန်းပါဝင်ပြီးအပိုက်ပေါင်း26ပိုက်ပါရှိတယ်လို့သိရပါတယ်။ယနေ့ကျင်းပသောရန်ကုန်လွတ်တော်အထမကျင်းမြောက်စီဝေးပထမနေ့တွင်2025ခုနှစ်ဧပြီလ29ရက်က တော်လင်းတာဝန်ထမ်းဆောင်ရင်ကြာဆုံးသွားတော့တန်လင်းမြို့နယ်မဲဆန္ဒနယ်အမှတ်1တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးနေလင်းအောင်အတွက်လေးစားစွာဂုဏ်ပြုမှတ်တမ်းတင်ကြောင်းအစုကိုလည်းလွှတ်တော်ကအတည်ပြုမှတ်တမ်းတင်ပေးခဲ့ပါတယ်။ရန်ကုန်လွှတ်တော်အထမကျင်းမြောက်အစည်းအဝေးဒုတိယနေ့ကျင်းပမည့်နေ့ရက်ကိုထပ်မံကြေညာ၍ဆက်လက်ကျင်းပရသွားရန်ရှိကြောင်းလွှတ်တော်ဥက္ကဋ္ဌဦးတင်လွင်ကအတည်ပြုပြောကြားခဲ့ပါတယ်ရှင်။ မြန်မာနိုင်ငံအတွက်နိုင်ငံတကာစံနှုန်းနဲ့ခင်မီတန်မှုတွေနဲ့ကိုက်ညီတဲ့ professional စစ်တပ်အသစ်တရလိုအပ်နေတယ်လို့ပါမောက္ခဒေါ်မီမီဝင်ဘတ်ပြောကြားတဲ့အကြောင်းအရာကိုဆက်လက်တင်ပြပေးပါမယ်။မြန်မာနိုင်ငံအတွက်နိုင်ငံတကာစံနှုန်းနဲ့ခင်မီတန်မှုတွေနဲ့ကိုက်ညီတဲ့ professional စစ်တပ်အသစ်တရလိုအပ်နေတယ်လို့ ပါမခဒိုမီမီဝင်းဘက်က၎င်းရဲ့ဆိုရှယ်မီဒီယာမှာတုံ့သက်ပြောကြားထားပါတယ်။နိုင်ငံတကာကအစိမ့်အစ်ရာရှိတွေတန်တမန်တွေနဲ့အစိုးရရာရှိတွေကိုကျမဒီတစ်ခါစာတင်တဲ့ချိန်မှာလည်းမြန်မာနိုင်ငံကလာတဲ့သူတွေကိုမတွေ့ရတော့တဲ့အတွက်စိတ်မကောင်းဖြစ်ရပါတယ်။ဒီသတင်းမှာရှစ်တောင်အာရှနိုင်ငံအလုံးကတင်နန်းသားတွေပါဝင်ကြပေမဲ့မြန်မာကတော့မပါဝင်တော့ပါဘူး။မြန်မာနိုင်ငံရဲ့ဒီမိုကရေစီပြောင်းလဲကာလအတွင်းမှာ စစ်ပန်းရာရှိတွေပါဝင်မြန်မာကတင်နန်းသားတွေကိုပါအောင်ခေါ်လိုက်နိုင်ခဲ့ပါတယ်။ကျမတို့ရဲ့အဓိကရည်ရွယ်ချက်ကတော့ရှင်းပါတယ်။ရသားထိန်ချုပ်မှုအောက်မှာရှိပြီးဒီမိုကရေစီစံနှုန်းများကိုလေးစားတဲ့ခင်မီ professional စစ်တပ်တစ်ခုရဲ့အခြေခံမှုများနဲ့ပြုမှုများကိုနားလည်လာအောင်ကူညီပေးဖို့ဖြစ်ပါတယ်။ဒီရည်ရွယ်ချက်အတွက်ကျမအချင်းအတော်များများယဉ်နေခဲ့ပါတယ်။ထပ်ထပ်ကြိုးစားပြီးသင်ကြားပေးခဲ့ပါတယ်။ပြောင်းလဲနိုင်ကြလိမ့်မယ်လို့ယုံကြည်မှုနဲ့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့2021ခုနှစ်ဖေဖော်ဝါရီလဆီယနာသိမ်းမှုနဲ့ နောက်ဆက်တွဲဖြစ်ရတွေကထင်ဟစွာပြသလိုက်ပါတယ်လို့ပြောကြားပါတယ်။စင်တာမှာတင်ကြားလာတဲ့ဆက်ရှင်နှစ်တာအတွင်းမှာနိုင်ငံအကြီးကဲကာကွယ်ဦးစီးချုပ်နဲ့တပ်တော်များဖြစ်လာကြတဲ့သူတွေကိုတင်ကြားခဲ့တယ်လို့ဗမခတ်တော်မီမီဝင်းဘက်ကပြောပါတယ်။သူတို့ကိုပြုပြင်ပြောင်းလဲနိုင်မှာမဟုတ်ဘူးဆိုတာကသူတို့ထဲမှာတော်တဲ့သူတွေရှိတာမှန်တယ်။ဒါပေမဲ့သူတို့ဟာယူဆွဲအောင်ယူဝါဒမိုင်းတိုက်ခံထားရတယ်။ နှစ်ပေါင်းများစွာဆီယနာရှင်စနစ်အောက်မှာမိုင်းတက်ခံထားရတာကြောင့်သူတို့မှာပြောင်းလဲဖို့အစွမ်းနဲ့အစမ်းနာမရှိတော့ပါဘူးလက်ခံနိုင်စွမ်းမရှိကြပါဘူးဒီအတွေ့အကြုံကနေပြီးဆီယနာရှင်စနစ်ကိုဖျက်သိမ်းဖျက်ဆီးဖို့လိုတယ်ဆိုတာကိုကျမတို့ပိုပြီးကောင်းကောင်းနားလည်လာစေပါတယ်မြန်မာနိုင်ငံအတွက်နိုင်ငံတကာစံနှုန်းနဲ့ကီမီတန်မိုးတွေနဲ့ကိုက်ညီတဲ့ professional စစ်တပ်အသစ်တွေရလိုအပ်နေပါတယ်လို့ပမခတော်မေမေဝင်းဘက်ကပြောပါတယ်ရှင် ုနောက်ဆုံးတင်ပြပေးမယ့်တဲ့ငါတော့ရုပ်လောင်းတရားကျော်တွေ့ထားတဲ့ Sky Villa အစာဦးအောက်မှာမျိုးသားတဦးနဲ့မျိုးသမီးတဦးရုပ်လောင်းထပ်မံရှာဖွေတွေ့ရှိတဲ့တဲ့ဖြစ်ပါတယ်။မလ28ရက်မိုးလွယ်ပိုင်းစကိုင်းမြို့ဗဟိုပြုလောက်ခတ်ခဲ့တဲ့ငလင်ကြောင့်သေဆုံးသူရုပ်လောင်းတရားကျော်တွေ့ထားတဲ့ Sky Villa အစာဦးအောက်မှာမျိုးသားတဦးနဲ့မျိုးသမီးတဦးရုပ်လောင်းထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့တင်ရရှိပါတယ်။မေလ22ရက်နေ့တွင်ရန်ရယာများနဲ့အတူ ရုံလောင်းကျန်းရှိနေသောမန်လေးမြို့စကိုင်းမီလာအစာဦးဘီအဆောင်နဲ့စီအဆောင်များအားဖေရှားရှင်းလင်းခြင်းနဲ့ရုံလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိရာဆယ်နှစ်ချိန်တွင်ဘီအဆောင်မှကြားတဦးရုံလောင်းအားထုတ်ယူရရှိခဲ့ပါသည်။အလားတူ16နာရီ7မိနစ်ချိန်တွင်ဘီအဆောင်အခန်းမှတ်19မှာမတဦး၏ရုံလောင်းအားထပ်မံထုတ်ယူရရှိခဲ့တယ်လို့သိရပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio Energy သတင်းတော့တာကီနဲ့ကိုခန့်တို့မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။